ခန်းကြီး27အငယ်1မှ9ဩထာဝရဘုရားမိကြီးဒီကိုရောဤအစွမ်းတတိကြောင့်ဝမ်းမြောက်၍ကဲတင်တော်မူခြင်းအဖြစ်အလွန်ရှင်လန်းပါ၏သူ၏နှုတ်နှင့်ဆူတောင်းသည်ကိုညင်းပယ်တော်မမူသူ၏စိတ်အလိုရှိသည့်အတိုင်းပေးသနာတော်မူပြီးကောင်းမြတ်သောမင်္ဂလာတို့ကိုအူပြု၍ပေးတော်မူပြီးရွှေစင်တရပူကိုသူ၏ကောင်းပေါ်မှ တင်တော်မူပြီး သူဒီအသက်ကိုဆုတောင်း၍ကိုရောဒီအသက်မကသာရအသက်ကို ပေးတနာတော်မူပြီးကဲတင်တော်မူခြင်းအဖြင့်သူဒီဘုံချီ၍လက်တော်မှဂုံတရီနှင့် တကူအာနုဘောကိုခံရပါ၏ကိုရောဒီသူကိုသာရမင်္ဂလာအရာ၌ခံထား၍မျက်နာတော်အဖြင့်အလုံးဝမ်းမြောက်စေတော်မူ၏အကြောင်းမူကားမင်းကြီးသည် ထာဝရဖျားကိုကိုစား၍အမြင့်ဆုံးသောဖျားဤဂိူနာတော်ကြောင့်တီကြီးတတ်ပါ၏အငယ်ရှိမှဆက်တုံးကိုရောဤလက်တီရန်သူအပေါင်းတို့ကို တွေ့၍ကိုရောကို မုံသောသူတို့ကိုလက်ရလက်တော်သည် တွေ့တော်မူမီအမြတ်တော်ထွက်သောကာလ၌သူတို့ကိုမိဖို့ကဲ့သို့ ဖြစ်စေတော်မူမီဒါဝရဖျားသည် အမြတ်တော်အားဖြင့် သူတို့ကိုမျိုးတော်မူ၍ မိသည်လဲလောင်စားပါလိမ့်မည်သူတို့အမျိုးຫນွယ်ကိုမြေကြီးမှပယ်ရှိ၍တန်းစင်မြေဆက်တို့ကို လူမျိုးတွေကဖျက်ဆီးတော်မူမည်အကြောင်းမူကားကိုရော့တစ်ဖက်၌မကောင်းသောအကြံကိုကြံစီ၍မကောင်းသောပရိယေကို ပြုကြပါပြီတို့ရတွင်အကြံမထမ်းမြောက်ကြပါထို့ကြောင့်သူတို့မျက်နှာတစ်ဖက်၌လေးမြားတော်တို့ကို ရွေ၍သူတို့ကြောကိုလှည့်စေတော်မူမည် ိုးထာဝရဖျံကိုတော်ဒီအစွမ်းတကူအဖျင်ချီးမြောက်ခြင်းရှိတော်မူစေတည်းအကျွန်ုပ်တို့သည်တကူတော်ကိုထောမနာတည်ခြင်းဆိုကြပါမည်